နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမေလ16ရက်တနင်္လာနေ့ ဒေသနာကျမ်းခန်းကြီးလေးအငယ်ကိုမှတဆင်နေလူဒီတယောက်ဒီချက်နှစ်ယောက်သာ၍ကောင်း၏ကြိုးစားအားထုတ်လျင်ကောင်းသောအကျိုးကိုရတတ်၏တယောက်လဲလျင်တယောက်ကျူလိမ့်မည်တယောက်ဒီသောသူလဲလျင်မူကားအကျိုး내ပြီးထူသောသူမရှိလူဒီနှစ်ယောက်အတူအိတ်လျင်နှွေးတတ်၏တယောက်ဒီသောသူမူကားအဘယ်သို့နှွေးနိုင်သနည်းလူတယောက်ဒီတယောက်ကိုနိုင်လျင် ထိုလူကိုနှစ်ယောက်စီတားနိုင်၏သုံးလုံးတင်သောဂျိုးသည်လည်းအလွယ်တကူမပြတ်တမ်းတယောက်လဲရင်တယောက်ထူလိမ့်မည်ဒေသနာချက်အခန်းကြီးလေးခန်းငယ်တစ်ဆယ်နှစ်ယောက်တာ၍ကောင်း၏ဆယ်နှစ်ကြာငွေရစီသုံးဆွဲမှုကြောင့်မဲကီတယောက်ထောင်သို့ဝင်လိုက်ထွက်လိုက်နှင့် ဘဝအပြောင်းလဲမရှိပါကမကြခင်ထောင်ထဲပြန်ဝင်ရမည်ပင်ထို့နောက်မူရစ်စေကိုလိုသည်ထက်ပို၍သွေးကြောထဲထိုးသွင်းခဲ့၍သွေးကြောပေါက်ပြီးလက်ဆုံရှုံးလူနေပါဖြစ်ခဲ့သည့်စေတမတစ်ဖြစ်လေဟန်စ်နှင့်သူမတွေ့ဆုံခဲ့သည်အဲ့ဒီတုန်းကဖျားသခင်ကိုပထမဆုံးဩခေါ်လိုက်တာပဲဟုဟန်စ်ကဆိုသည်သူစုတောင်းအတွက်ဖျားသခင်ရဲ့အဖြေကအကျဉ်းကျနေသောမူရစ်ဆေးဆွဲနေသူများအတွက် ပြန်လည်ထူထောင်ရေးညှိနှိုင်းဆောင်ရွက်ပေးသည့်အဖွဲ့အစည်းတွင်အတွေ့အကြုံရှိကျွမ်းကျင်သူတယောက်ဖြစ်လာရန် Hands ကိုပြင်ဆင်ပေးခဲ့သည် Stone Soup ဟုခေါ်သောအဆိုပါအစီအစဉ်သည်ယခင်ကအကျဉ်းကျပူသူများအား၎င်းတို့၏လူမှုအတိုက်အဝန်းများသို့ပြန်လည်ဝင်ရောက်နိုင်စေရန်ကူညီပံ့ပိုးပေးနေသည့်အစီအစဉ်ဖြစ်သည် ထိုအစီအစဉ်အပြင် Maggie သည်အရက်ဖြတ်သူများနေထိုင်သည့်အိမ်သို့ပြောင်းရွှေ့ကာအရက်ဖြတ်ခဲ့သည် ယခုအခါ Hansy သူမနှင့်အခြားသူများကို အလောက်ရှာဖွေမှုပညာရေးဆိုင်ရာရွေးချယ်မှုကုသမှုနှင့်မိသားစုလိုအပ်ချက်များအတွက် အနီးကပ်ညှိနှိုင်းဆွေးနွေးပေးခဲ့သည်။တမချန်းစာကပညာရှိသောလက်တွဲဖော်၏အားသာချက်ကိုဖော်ပြသည်။လူသည်တယောက်တည်းထက်နှစ်ယောက်သာ၍ကောင်း၏။စူးစမ်းအားထုတ်လျင်ကောင်းသောအကျိုးကိုရတတ်၏။တယောက်လဲလျင်တယောက်ထူလိမ့်မည်။တို့ရရင်တယောက်တဲသောသူလဲလျင်မူကအကျိုးနည်းပြီး ထုတော်သူမရှိဆာလောင်နေသည့်ခီးသွားတယောက်ကအရသာရှိသောဟင်းကျိုချက်ရန်ပဝင်ပစ္စည်းတစ်ခုစီဝေမျှရန်မြို့သားများကိုဖိတ်ခေါ်သည့် stone soup ကြောက်တုံးစွတ်ပြုတ်ရိုးရပုံမြင်ခဲ့သူပင်ကျန်းစာကကျွန်ုပ်တို့အတူစုစည်းရှိနေခြင်းသည်ပိုခိုင်ခန့်ပြီးတာ၍ကောင်းချောင်းပြောထားပါသည်ဖျားသခင်၏အကြံအစီတော်မှာကျွန်ုပ်တို့အားအတိုင်းဝန်းတွင်နေထိုင်ရန်အခြားသူများကိုကူညီရန်နှင့်အပြန့်အလန့်အကူအညီရယူရန်ဖြစ်သည်

တင့်အတိုင်းဝိုင်းအတွက်ကြောက်တုံးဆွပြုတ်တစ်ခွက်ဖန်တီးရင်တင်ပါကိုပေးနိုင်မည်နီချစ်တော်ဖဖျာအခြားသူများနဲ့ပူပေါင်းပြီးကောင်းစွာကူညီနိုင်ရန်ကျွန်ုပ်အားကောင်းချီးပေးတော်မူပါသခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါအာမင် နေ့စဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝတက်တာများဖြစ်တည်နိုင်ကြပါစေ။